ားလုံးပဲမင်္ဂလာပါ Torch of Liberty YouTube Channel ကနေကြိုဆိုပါရစေဒီကနေ့ Torch of Liberty YouTube Channel ကတင်ဆက်ပေးခြင်းနဲ့ဝတ္ထုလေးရတော့စာရေးသူနွေလာရင် EN ဆိုတဲ့ဝတ္ထုစာအုပ်ပဲဖြစ်ပါတယ်ဒီဝတ္ထုကိုတော့ယနေ့ကျွန်တော်တင်ဆက်သူဂျင်မနိုင်ကအပိုင်း၁အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူတူဆက်လက်၍အားပေးနာဆင်ကြပါဦးခင်ဗျာ ။ဤရန်အပိုင်းတက်အဲ့ဒီအိမ်မက်ကိုအခုထိမဲ့လို့နေတော့ပဲညရောက်လာတိုင်းအိယာမာကိုပဲတွေ့ဝေနေမိရလာအောင်အဲ့ဒီအိမ်မက်တစ်ခုကိုပဲညစဉ်မပြတ်မဲ့လို့နေခဲ့တယ်ကိုစိတ်နှပါပင်မရလို့ နည်းနည်းခြိုက်ခြိုက်အိတ်တော်သွားတဲ့ညတွေရှိခဲ့တဲ့တန်အောင်လေအဲ့ဒီအိမ်မက်ဟာအိတ်ဆက်ခြင်းတဲ့အတွန့်အဆုံရှိဝင်ရောက်လာတတ်တယ်။ကျွမ်းဝင်မွေးပျော်စရာ နေမြေတစ်ခုလိုပဲ။ဘလောက်ပဲအိမ်မော်ကြာနေခဲ့ပါစေအတွေ့အိမ်ထဲမှာအခက်အခဲမရှိစွာပဲနေရတကြကတ်ခိုလိုက်နိုင်တယ်။အိမ်မက်တစ်ခုဟာလူတစ်ယောက်ရဲ့အတွေ့အိမ်ထဲမှာ ဒီလောက်အထိရက်လာရှည်ကြစွာတွေ့ကက်လို့နေနိုင်တဲ့လားအတူနေတဲ့အင်္ဂလိပ်စီကနေဖဲ့ခွာပြောင်းရွှေ့မလာခင်သုံးလေးညအလိုကလေးကစတင်ကတ်တွယ်နေကြတာအခုဆိုနှစ်လသုံးလလောက်တောင်ရှည်ရတော့မယ်ဒီနှစ်လသုံးလအတွင်းမှာအဲ့ဒီအိမ်မက်ကြောင့်အလန့်လန့်အထိတ်ထိတ်နဲ့နှိုးထလာရပြီး ပြန်အိတ်လို့မပြောတော့တဲ့ညတွေဘလောက်တောင်များခဲ့ပြီလဲအိမ်မက်တွေမှာချီနောင်တတ်တဲ့ကျိုးတွေရှိတယ်လို့တော့တခါကသူပြောခဲ့ဘူးတယ်တကယ်ပဲအိမ်မက်တွေမှာချီနောင်တတ်တဲ့ကျိုးတွေများရှိနေတာလားဒါဆိုဘယ်ကာလဘယ်အတိုင်းအတာတီကိုယ့်ကိုချီနောင်ထားမှလဲကိုသိချင်မိတယ်ဒါမှမဟုတ်လဲအဲ့ဒီအိမ်မက်ချီကျိုးတွေစီကလွတ်မြောက် 調査လို့ရနိုင်မယ်။နီလန်တစ်ခုခုကိုများကိုတီးခွင့်ရမလားပဲ။အိမ်မက်တစ်ခုကိုဖန်တရားတရားမက်ပြီးဘယ်တော့ကမှအဖြေရှာလို့မတွေ့ခဲ့တဲ့တွေ့တိုင်းလဲနှာချင်းလို့အတော်မတတ်နိုင်အောင် ဖြစ်ရတဲ့အတွေ့တွေကိုတွေးတောလို့နေ့စဉ်မိုးဆင်ဆင်လင်းနေရတာကိုတော့ပင်ပန်းလှပြီပဲ။အိမ်မက်ထဲမှာကိုပြေးနေခဲ့တယ် ကံပောင်ရဲ့ရှေလျားတဲ့လမ်းမျောပေါ်မှာတူနီယောက်ကို အပူတပြင်းရှာဖွေလို့မမောနိုင်မပန်းနိုင်ပြေးလို့နေခဲ့တယ်။ပါဇက်ကနေလဲမင်းဘယ်မှာလဲအီယန်လို့တဖွာဖွာရေရွတ်လို့အယူတယောက်လိုပဲ။ညအမောင်တဲ့အကွဲစစိတ်ဆင်းနေရဲ့။ညနဲ့နေမီမောထင်ပါရဲ့။လမ်းပေါ်မှာလူသူလေးပါကင်းရှင်းလို့ကံပောင်ဟာအတိတ် ငြိမ့်စိတ်နေတယ်။ခန်းညင်းညင်းဝေဝဲတိုက်ခတ်နေတဲ့လေတံရှဲရှဲနဲ့မောချီပန်းချီပြေးနေတဲ့ကိုယ်ခြေတံရှက်ရှက်ကိုသာခတ်တဲ့တဲ့ပြန်ချနေရတယ်။ပြေးရတာအတော်လေးလေးလေးလန်လန်နိုင်လာတာပဲ။ဝင်းကျင်ပတ်လည်းအမှောင်တူတာကြီးစိုးလို့ရှောင်းကွင်းသွားเสียဘာဆိုဘာမှရှိမနေတာတောင်ခုံတန်းတစ်ခုကနေတစ်ခုစီကိုရောက်ဖို့ခြေနှစ်ချောင်းစလုံး ပြုတ်ကြလူမတန်အာကုန်ညစ်ပြီးပြေးနေရတယ်။မြန်မြန်တွေ့ပြရစီတော့တွေ့ရင်ဘာပြောလို့ပြောရမှန်းမသိပေမဲ့လေညာ9နာရီထိုးပါပြီဆိုကြတဲ့ကစတင်လောင်မြိုက်လာတဲ့အပူစိတ်ကိုငြင်းရီဖို့အဲဒီလူနှစ်ယောက်ထဲကတယောက်ကိုအများအဆုံးတွေ့ရမှာဖြစ်မယ်။ကြီးရလွန်းလို့ခန္ဓာကိုယ်တစ်ခုလုံးလဲချွေးတွေဆူဆွဲနေခဲ့ပြီပဲ။ နောက်ထပ်ဘလောက်တောင် ကိုပြေးနေရအောင်မလဲနောက်ထပ်အကောအဝေးဘလောက်တောင်ထပ်ပြေးရပြီးတော့မှ ကိုသူတို့ကို တွေ့ရမှာလဲမင်းပဲမှာလဲဤရန်မင်းပဲမှာလဲဆမပြေးနိုင်တော့တာမို့ရန်လိုက်ဖို့တွေးမိတဲ့အချိန်မှာပဲကိုနဲ့တိမ်မဝေးတော့တဲ့အကွာအဝေးမှာဒုနည်းောက်ကိုမှင်အားစွာ တွေ့လိုက်ရတယ်ကံပေါင်းဆုံးကိုရောက်ခါနီး မောင်ရိပ်တဲတဲကြနေတဲ့ခုံတန်းငယ်တစ်ခုမှာတယောက်ကိုတယောက်နှီးနွဲ့လို့မခွဲနိုင်မခွာရည်အခြေအနေတစ်ခုမှာ ရှိနေခဲ့ကြတယ်။ပြေးနေစားအချိန်ကိုတက်လိုက်ပြီးသူတို့ရှိရာစီတလန်းချင်းတိုးကပ်သွားမိတယ်။ခြေလန်းတိုင်းမှာစွန့်အနာကျင်လို့ဒီနေ့ဟာလာပြီနေများလားနော်။လာမင်းကြီးဟာသူ့မှာရှိရှိသမျှခွန်အားတွေနဲ့အစွမ်းကုန် ထိန်ဝါလင်းဖြာလို့လရောင်တွေကို သူတို့နှစ်ယောက်အပေါ်ဆွန်းဆွန်းဆိုအောင်ဖြန်းပက်ထားတယ်။ကြည်ငေးလို့တော့မဝကျင်စရာပဲ။အင်မတန်နာကျင်စရာကောင်းတဲ့ညင်ခွင်းလေးဖြစ်တယ်။အဲ့ဒီအခိုက်တက်မှာပဲ ကိုတွေ့ကျင်နေတဲ့သူကိုတွေ့လိုက်ရပြီဖြစ်လို့ရှင်မာလောင်တောက်နေခဲ့တဲ့အလျံညင်းကြီးအပူတွေဟာတမဟုတ်ချင်းငြိမ်ရသွားပြီးညင်ကြီးတွေသာ ်တသွင်သွင်စီးကြလာခဲ့တယ်။သူနာမီကိုခေါ်ဖို့စူးစမ်းလိုက်ပေမဲ့နှခမ်းဆုံးဟာစေးကပ်လို့ဖွင့်ရဖို့ခက်နေတယ်။ဒါဟာဇလန်းတစ်ပုဒ်ကို အကောင်းဆုံးဆုံးသက်ပေးမဲ့စက်သိန်းခံမဲ့လား။အိမ်မက်ထဲမှာဆိုပေမဲ့ဘယ်တော့မှမခံစားခဲ့ရဘူးတဲ့နာကျင်မှုကို ကိုရခဲ့တယ်။လေချောင်းဝဟာတက်ဆို့ကြက်ခဲနေပြီးနှလုံးတစ်ခုလုံးဟာလည်း တဲကြမ်းကြမ်းတွေနဲ့ပုတ်ချခြေနေခြင်းခံနေရတယ်လို့ပဲ ရှင်တွဲမှာလုံလည်ပြီးတဲ့ကာလတွေတုန်းက ကိုမေးခဲ့ပြီးဖြစ်တဲ့သူပဲတုန်းကမှရှင်းလင်းအောင်မဖြေခဲ့တဲ့မိကုံတစ်ခုကိုပဲအကျဉ်းရီပေါင်းတောင်းချီမကမေးနေမိတယ်။ဒီလိုအခြေအနေတစ်ခုကို ဖန်တီးလိုက်ရမှ ကိုကိုမင်းရဲ့တရှိမှုတဲကနေ ဖဲထုတ်ပြရရောက်မှလား။ တဖြည်းဖြည်းသေးသိမ့်လို့လာခြင်းမှာစီးချလို့ရသမျှနေရာတွေကနေပားပြင်တစ်ခုလုံးပေါ်ကို တကြောင်ပြီးတကြောင်စီးချလာတဲ့အမြင့်ကြီးတွေကို ကို့မှာဘယ်လိုရတံပြစ်လိုက်ရမလဲမသိအချင်းအတော်ကြာတဲ့အထိသူတို့နဲ့မနီးမဝေးမှရက်နေခဲ့တဲ့ကို့ကိုနှစ်ယောက်စလုံးသတိမထားမိခဲ့ကြဘူးသူတို့ရဲ့နောက်မှာလူတယောက်ရောက်နေတာကိုတောင် မသိနိုင်လောက်အောင်ပဲ လရောင်ရဲ့စွဲငင်မှုအောင်တရားကိုတရားကြာရှုံးလို့မဝဖြစ်နေခဲ့ကြတယ်။အချိန်အတော်ကြာတဲ့အထိအတန်ဆိုးစင်းများမပြုတ်ရနိုင်ပဲဆုံးအစွာနဲ့ကိုရန်ငင်းနေမိခဲ့တယ်။ဒါပေမဲ့ဘသူပဲဖြစ်ဖြစ်ပေါ့။တစုံတယောက်ကစူးစိုက်လို့ကြည်နေရင်သိရစမြင်ဖြစ်လေရှိတဲ့အတိုင်းကိုရှိရာစီလှဲ့ကြည့်လို့ကိုယ့်ကိုအရင်ဆုံးစမြင်တဲ့သူဟာ ကို ချစ်မေ့ရတဲ့သူပဲဖြစ်ပါတယ်။ဘူးလို့တို့ဖွားဖွားသူခေါ်တယ်။သူ့ရင်မှာချစ်မေ့စိတ်တွေပြည့်စုံလာတဲ့အခါတိုင်းကိုကိုချစ်စနိုးနဲ့ကျွမ်းကျွမ်းဝင်ဝင်ခေါ်လေးရှိတဲ့ကိုလိုပဲတည်တဲ့နန်းစားလေးကိုသူ့ရောင်ရမ်းပြီးခေါ်ပါတယ်။ခေါ်တဲ့နဲ့ထတ်တူထဲများဆိုသလိုပဲတန်းတောင်းနဲ့သူ့လမ်းဖြတ်စွာထလို့ရကြည်တယ်။ ူကိုယ်တိုင်ကထားရက်လို့ကြည့်ရပြီဆိုမှတော့သူ့ပကုံးပေါ်မှာပုံအပ်ပြီးညှိတွေ့နေတဲ့လူလဲကိုယ့်ကိုကြောင်းအစာနဲ့လဲပြန်လှည့်ကြည့်ရတော့တာပဲသူ့လိုပဲတိတ်အံ့ဩသွားတဲ့ပုံပေါ်တယ်ပြီးတော့တစ်ခုခုကို နားမလည်သလို မရှင်းမလင်းဖြစ်နေတဲ့အိပ်အိမ်အောင်တွေကိုလည်းသူ့မျက်လုံးထဲမှာအထင်းသာမြင်နေရတယ် သူခမ ्या ကိုကျွန်တော်အကြောင်းမပြောပြထားဘူးလားကိုကိုသိနေရမဟုတ်လားလို့မေးလိုက်ခြင်းပေမဲ့စကလုံးတစ်လုံးမှထွက်လို့မရပြန်ဘူးညူမုံစားတစားလို့ဘသူမှမမြင်နိုင်တော့တဲ့အထိတိတ်ငယ်သွားရင်သိကောင်းမယ်အဲ့ဒီအချိန်မှာပဲရက်နေတဲ့နေရာကနေဤရန်ကိုရှိရာစီကိုတပြေးပြေးရှောက်လန်းလို့လာတယ်မလားနဲ့အဲ့ဒီနေရာမှာပဲအခုရက်လိုက် ငါမျက်ရည်တွေကိုမမြင်စေချင်တဲ့လူရဲ့ရှိမှငါရှုံးဝဲချမငိုချင်မှုအကိုလို့စိတ်ထဲကနေရေရော့လိုက်ပေမဲ့ကိုယ်မျက်လုံးတွေကအထိပယ်ကို သူဖမ်းမိရမတူဘူးအကြီးကျယ်ပြည့်ရောနေတဲ့မျက်နာနဲ့သူကိုယ်အနာကိုတဖြည်းဖြည်းတိုးကပ်လာတယ်ကြီးချက်ပေါ်ပြီးချက်တိုးကပ်မလာနဲ့တော့နော်တကယ်ငုံမိတော့မှလို့တောင်းဆိုမိပြန်လဲကို့အတန်ကို ချားဟံမတူသူကိုအနာကိုတိုးကပ်လာနေမြေအနာကိုရောက်တော့ကိုကိုတနာစီဟာတရဝါလေးတကောင်လိုကြီးပြီးဘာလို့လိုက်လာတာလဲပူရဲ့ကိုပြန်လာမလေးလို့မချစ်တင်ကဲသူဆိုရဲ့ဘာအပြစ်စကားမှမဆိုနိုင်ပါပဲမြင့်ကြီးတွေသာကိုဆန္ဒတစုံတရာမပါပဲဘာပြင်ပေါ်ကိုလိန်ဆင်းကြလာတယ်။ဦးရဲလို့ ကိုကြားယုံများကလေးရေရွပြီးကို့ကိုတင်းကျပ်စွာ ပွေဖက်လာချိန်မှာတော့သွားပြီးထက်ကြရှုံသွားရပြီလို့နာကျင်စွာနဲ့တွေးလိုက်မိတယ်။ဘယ်တော့မှဒီရင်ကွင်ရဲ့ဆွဲငင်မှုကနေလွတ်မြောက်အောင်စူးစမ်းလို့ရနိုင်မလဲ။ဘယ်ဘဝကဘယ်လိုဝက်ကျွေးတွေကြောင်းများကို့အတွက်စိတ်လုံခြုံမှုဆိုတာဒီရင်ကွင်တစ်ခုထဲမှာမှ ဖြစ်တည်ရတယ်။တွေးမိတဲ့အတွေးတွေဟာကိုယ့်ယင်ဝါကိုတချောင်းပြီးတချောင်းထိုးဆိုင်လာနေတဲ့ဓာတ်တွေပဲ ဖြစ်တယ်။ကိုသူ့ကိုတင်းကျပ်စွာ ပွေးဖက်ပြီးရှိုက်ကြီးတငင်နဲ့ငုံမိတယ်။ဘာလို့ဒီလိုလုပ်ရတာလဲ။နာကျင်တယ်၊ကြက်ရှာတယ်၊တိမ်ငယ်တယ်။ချောင်းနဲ့နဲ့တဲ့ဒလိန်ကောင်ခွေးပြုတ်ကြတယ်။ကိုဘွားတယ် သူများမရှိတော့ရင်ဆိုတဲ့အတွင်းနဲ့ဘာလုံးလို့လုံးရမယ်မမသိအဆုံးမဲ့မောင်မိုက်သွားရတယ်။အဲ့ဒီခဏရှင်ဘက်ဟာမခံမရနိုင်လောက်အောင်စူးနဲ့အောင်းမြစ်လာတာမို့အရင်ရင်ခွင်တဲကနေရုံထွက်လိုက်ပြီးကိုယ့်ရင်ဘက်ကိုငုံချမိရတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အမြင်အာရုံတစ်ခုလုံးပြာဝေမောင်မိုက်လို့သွားတော့တာပဲ။ ယုတ်ချီရှင်တွင်အောက်ခြေတနေရာမှာတဆက်ဆက်နဲ့ကြိုက်ခဲလာတယ်။ဟင်းကိုရင်ဘက်မှာဓားတွေစိုက်ဝင်နေတယ်။တစ်ချောင်းနှစ်ချောင်းသုံးချောင်းစူးနေမှုနဲ့အတူသေးတွေယုတ်ချီစိတ်ထွက်လာနေတာမြင်ရတယ်။ဝယ်လာခဲ့တဲ့တီရှပ်အဝါရောင်လေးမှာချက်ချင်းဆိုသလိုပဲနီရဲရဲသွေးအနှက်တွေနဲ့ ရှဲပရောင်းခက်ပေးကြံသွားတော့တယ်။ဒါရဲ့လက်ကန်ရိုးကိုကြည့်လိုက်တော့လက်ကန်ရိုးသုံးခုစလုံးကိုကင်ထားတဲ့သူ့ရဲ့လက်မှာ ကိုနှစ်ကာလများစွာ အမြတ်တနိုးဖက်တွဲပြီးခွန်အားယူခဲ့ရတဲ့လက်အမြဲတစေငေးစိတ်မဝဖြစ်ရပြီးငေးရတိုင်းမှာလည်းညံ့နိုးရမည်ဖြစ်တယ်လက်ကိုစိတ်ခံစားမှုတွေကိုစိတ်ရှိသလိုအယောင်ပြောင်းစေနိုင်စွမ်းတဲ့လက် အဟောကြီးစွာငင်းကြည့်နေရင်မှပဲလက်ဟာအမွှေးအမြင်တွေထူထဲလာပြီးအနှဲငယ်မှပြန်ငဲလို့မကြည့်ကျင်တော့တဲ့အတိတ်ထဲမှာ ကိုအမတန်စစ်ဆုပ်ရွှန်ရှာခဲ့ရတဲ့လက်ဖြစ်အတင်ပြောင်းသွားတယ်။တုတ်ခိုင်းပြီးအမာရွက်တစ်ခုနဲ့စိတ်စင်တစ်ခုလုံးကိုထိုးနဲ့ရိုက်ချိုးပြစ်နိုင်စွမ်းရှိတဲ့လက်ဘဝတစ်ခုလုံးကိုတောင်စက်ကူတစလို အပိုင်းပိုင်းအဆအဆဖြစ်အောင် ခြေမှဆုပ်ဖြဲပြစ်နိုင်စွာရှိရလေ။မြင်လိုက်ရရချင်းတင်းပစုံနေရာမှာကြမ်းတမ်းစွာပေါ်တက်လိုက်တဲ့ခံစားမှုတစ်ခုကိုပါကိုပြန်လဲရရှိလိုက်တယ်။ကိုထိတ်လန့်စွာနဲ့ပဲအီယန်လို့ရေရွတ်လိုက်ပြီးသူ့မျက်နာကို မောကြည့်လိုက်မိတယ်။အဲ့ဒီအချိန်မှာပဲကိုအိမ်မက်ကနေလန်နိုးလာခဲ့ရတယ်။ မောပန်းလာကြီးရဲ့အသက်ရှူမွားတော့လို့လဲအိတ်နေရာကနေငုတ်တုတ်ထထိုင်လဲရတယ်အိမ်မက်ကနေလွန်မြောက်လာခဲ့ပြီဆိုပေမဲ့ကို့ရင်ဝါကိုဓာတ်နဲ့ထိုးဆိုင်လိုက်ရလို့အလွန်အမင်းခြေနဲ့ပြေဝသွားတဲ့မျက်နာကတော့အတွေးစိတ်တစ်ခုလုံးမှာဖြောင့်မရအောင်ချင်းကြံဆွဲနေစေရှိသေးတယ် အိမ်မက်သေးလိုပဲတန်တားစိတ်အပြည့်နဲ့ဤရန်လို့နွမ်းလျရစွာရေရော့မိတယ်။ငငယ်တုန်းကမန်နေဂျာနောက်ကနေခွေမဲကြီးအရှိန်ကြီးပြင်းနဲ့လိုက်လာနေလို့အဆုံးမဲ့ပြေးလွှားနေရတဲ့အိမ်မက်ထက်အဆအများစွာပြင်ပန်းရတဲ့အိမ်မက်ပဲဒီအိမ်မက်ဟာလွန်ခဲ့တဲ့၃လလောက်ခဲကကိုယ့်အိမ်ဆက်ချင်းတွေကိုကတ်တွယ်လို့ကို့ညတွေစီကနေ စွန့်ခွာလို့မသွားသေးဘူးကို့အပေါ်ချမ်းမဲ့စိတ်တွေကုန်ခန်းသွားခဲ့ပြီဖြစ်တဲ့လူစီကပြေးခွာလို့ရခဲ့ပြီ ဆိုပေမဲ့ဒီအိမ်မက်မမြဲရှိနေတာကိုတော့တွန်းလှန်ပြဖို့ကိုဘလို့မှမတတ်နိုင်သေးဘူးညရောက်လာမှကိုပဲကို့မှာစိုးထိတ်နေရတယ်ဒီအိမ်မက်ကြောင့်ပဲသူ့ဘော်တန်တစိတ်တွေပြင်းပြမြဲဖြစ်နေမှာကို ကိုနည်းနည်းလေးမှမလိုလားတော့ပါဘူး ူကိုပေါ်ချင်းမစိတ်တွေကုန်ခန်းနိုင်တယ်လို့ပဲကို့မှာကြမ်းရှိနေစေဖြစ်တဲ့သူ့အပေါ်လိုအပ်စိတ်တွေကိုလည်းခက်မြန်မြန်ကုန်ခန်းပြစ်ချင်ပြီဖြစ်နိုင်ရင် မနဲ့ပြန်မနဲ့ဆိုရင်ပဲကိုဟာသူ့နေစဉ်ဘဝလှုပ်ရှားမှုတွေထဲမှာဘယ်တော့မှပါဝင်ပတ်သက်ခြင်းမရှိခဲ့ဘူးတဲ့လူတယောက်လိုမျိုး ဖြစ်ချင်လာပြီအိယာဝင်ချိန်တိုင်းတစ်ခွခုလက်ဟာနေတာကို မကြိုက်ဘူးတည်ရေနိုးလာချိန်တိုင်း ကိုယ်ရင်ခွင်တဲ့ဆွဲသွင်းလာမယ်လက်တစုံကို တောင်းတမြဲရှိနေတာကိုလည်းမကြိုက်ဘူးအထူးသဖြင့်ကြံနဲ့တင်းနေတဲ့သူ့ဝင်လေထွက်လေကိုအခုတိုင်မိမိယဖြစ်နေတာကိုပဲဒါပေမဲ့ကိုကောင်းကိုတွင်တွင်ခါရမ်းပြီးအတွေးတွေကိုရပ်ပစ်လိုက်တယ်စာကြည့်စပွဲကနာယီကိုလှမ်းကြည့်လိုက်တော့မနဲ့၄နာရီခွဲလို့နေပြီ ထက်အိတ်ချင်စိတ်လည်းမရှိတော့တာမို့အိယာတဲကနေစာကြည့်ဇွဲရှိရာစီထလာခဲ့တယ်။သူ့စီစာရင်းရင်ကောင်းမလားပဲ။ရောင်းနေတာပေါ့အချိန်ကနီးကပ်နေပြီဆိုပေမဲ့လေးဝေးလိုက်တိုင်းမှာညအမွေပန်းတွေရဲ့ရနံ့ကိုရနေတော့ရှိသေးတယ်။အဲ့ဒီအနံ့ကသူ့တိတ်ကြိုက်တဲ့အနံ့ဘလောက်တောင်ကြိုက်တယ်လဲဆိုရင်အဲ့ဒီအနံ့ကိုပဲရှူဆိုင်ဖို့ ရှမ်းဖန်ရန်ခါတော်မနဲ့ခင်းတွေမှာ တခုတ်တရာနှုတ်ထလေးရှိတတ်တဲ့အထီးပဲအထူးသဖြင့်အခုလိုမနဲ့၄နာရီဝန်းကျင်အချိန်တွေမှာပေါ့အဲဒီလိုနှုတ်ထဖြစ်တဲ့မနဲ့ခင်းတွေမှာဆိုရင်သူနဲ့အတူအဲဒီအနံကိုရှူဆိုင်ဖို့သူကိုယ်ကိုပါနှုတ်ထစေတယ်သူရဲ့ထပါလို့ဆိုပြီး အိမ်မောကြနေတဲ့ကိုယ်ကိုအနှင်းလှုံလို့တော့တာပဲ။ ကိုမအိတ်ချင်မှုတို့နဲ့သူခေါ်ရနောက်လိုက်ချင်လိုက်ချင်နဲ့ပါလာရပြီးအိမ်ရှိဝရန်တာစီရောက်တဲ့အခါမှာတော့ကဲဘလောက်တောင်လူကိုရှင်မှုစေတဲ့အနံ့လဲလို့ရှင်ကြည်စွာ သူဆိုတတ်တယ်။ပြီးရင် အိတ်ချင်မှုတို့ရှိနေစေဖြစ်တဲ့ကိုကိုစိတ်လိုလေးရအနံ့တွေချွေပြီးအိမ်မုံဆုံးမှာရှိရာကနေနှိုးထားစေတော့တယ်။ကိုမှာ ညကစားရထားလို့ဘလောက်ပဲအိယာဝင်နောက်ကြခဲ့နောက်ကြခဲ့အဲ့ဒီအချိန်ကျသူ့ရမယ်လိုင်းတွေခေါ်ဆောင်ရ၌တကောက်ကောက်ကြီးလိုက်ရတော့တာပဲဟင်းမတွေ့ဘူးခေါင်းကိုတွင်တွင်ခါရမ်းမိပြန်တယ်စာရေးဖို့ laptop ကိုဖွင့်လိုက်ပြီး တွေးမြင်ရမရဖြစ်တတ်တဲ့ကိုကိုကို စိုက်ပျက်ခြင်းကြီးစွာတပြင်းရှည်ကြီးကိုဟင်ကနေဆိုင်မိတယ်။ဘယ်တော့များမှသူနဲ့ပတ်သက်တဲ့အတွေးတွေကိုရှိရပြရဲပြနိုင်မှာလဲနော်။ကြာရင်မိသွားမှာပါ ဆိုတဲ့စကားကို အချိန်ကာလဘလောက်မှမှဟုတ်သားပဲရဲ့လို့လက်ခံနိုင်မှာလဲ။အတွေးတွေကိုမရက်နိုင်သေးတဲ့၍ချီနောက်မိတဲ့ကြိုးတွေ ြေရော့နိုင်အောင်မယ်မထင်ဘူးအဲဒါကြောင့်အတွေးတွေရဲ့ကြိုက်ခဲတဲ့ဌာန်ကနေနည်းနည်းပဲဖြစ်ဖြစ်လွတ်မြောက်လို့လွတ်မြောက်ညာခံစားနေရသမျှတွေကို စကလုံးတွေအဖြစ်ခြာရေးပြစ်လိုက်ဖို့ကြိုးစားနေတာတော့အတော်ကြာခဲ့ပြီသူစီမဖို့ဖြစ်တဲ့အတိုင်းရှင်းနေချိန်ခဏလေးပဲဖြစ်ဖြစ်ပေါ်ပါလို့မိတဲ့စိတ်ဆန္ဒနဲ့တကယ်တမ်းတော့စာကိုရေးပြီး ချမ်းရထားခဲ့ဖို့ကြိုးစားခဲ့တာအတူနေတဲ့အင်္ဂလိပ်စီကနေထွက်လာတော့မယ်ညကလေးကဖြစ်ပေမဲ့အဲ့ဒီအချိန်တုန်းကကိုဘလို့မှရေတော့မရခဲ့ဘူးဖြစ်တည်လာတဲ့မချိမဆန်နာကျင်မှုတွေကြောင့်မျက်ရည်တွေဖြိုင်ဖြိုင်ကြာဆင်းလာပြီး အမြင်အာရုံတွေပေဝါးလာတာမို့လက်တော့ကိုပိတ်ချပြလိုက်ရတယ်အဲ့ဒီကလေးကချစ်တော်အီယန်လို့ခေါင်းစဉ်တက်ထားတဲ့စာတစောင်းဟာ မပိုးရသေးတဲ့စာတွေထဲမှာအခုအချိန်အထိရှိနေသေးဖြစ်တယ်။အခုလဲသူ့စီစာရင်းရင်ကောင်းမလားတွေးမိပြန်တယ်။မိခင်ပြောချင်တာတွေရှိနေသေးဖြစ်တာမို့ခံစားနေရသမျှတွေကို အရှိတိုင်းခြာရေးပြီး သူ့စီပို့လိုက်ရင် သူ့ဘလို့များ တုံ့ပြန်မလဲသိချင်တယ်။ကိုရေးပို့လိုက်မဲ့စာက သူ့အတွက်အနောက်ရှင်များဖြစ်သွားမလား။ဒါပေမဲ့ အခုအချိန်စားတစောင်းလုံးပြီးဆုံးအောင်ချိန်နိုင်ပါမလားတောင်းကိုကိုကို မသေးချာလှသေးပါဘူးစိတ်တစ်ခုလုံးကကြိုးချီလဲပြိုနေပြီမို့စာကိုရေးနေတဲ့အချိန်မှာအင်းနဲ့အားနဲ့ဖွဲ့တည်လာမဲ့တန်းတလွမ်းဆုံမှုတွေကို မချုပ်တီးနိုင်မှာဆိုတယ်တတိယအချိန်မြောက်အညံ့ခံရတာမျိုးကိုတော့ကို့မှာထမ်းမရှိလာစေရဘူး တယောက်နဲ့တယောက်အိမ့်မြမမြင်ရတာအတန်းမြမကြားရတာလဲရပောင်း60ကျော်80နီးပါးရှိသွားခဲ့ပြီပဲအခုလောဘဆက်သဲမှမလုပ်ပဲနေနိုင်တာမျိုးကိုဖြစ်နိုင်ရင်ထပ်ပြီးအပွန်းရှာမခံကျင်တော့တာအမှန်ပဲဘာပဲဖြစ်ဖြစ်ပေါ့လေအတင်းပြီးတော့ပဲချစ်တော်ဤရန်ဆိုတဲ့မေးတစ်စောင်ကို မပို့ရသေးတဲ့မေးတွေထဲကနေရှာပြီး ဖွင့်ကြည့်လိုက်တယ်။စာထဲမှာချစ်တော်ဤယံဆိုတဲ့အဖွင့်စာကြောင်းကလွဲပြီးဘာမှမရေးထရသေးပါပဲ။ပါခင်ဗျာ နှွေလာရဲ့အီယန်ဆိုတဲ့ဝတ္ထုလေးကိုကျွန်တော်အပိုင်းတင်နေတဲ့ဒီနေရာမှာပဲရထားထားပါမယ်ခင်ဗျာ။နောင်လာမယ့်အပိုင်းနှစ်ကိုလည်းဆက်လက်ဆောင်မျောနားဆင်ပေးကြပါခင်ဗျာ။အားပေးနားဆင်ကြကြသူပေါင်းကိုစိတ်နှပြကြမ်းမှချမ်းသာလို့ဘေးရန်ကင်းကွာတဲ့နေ့လေးဖြစ်ပါစေ။ကျွန်တော်ကတော့ခြင်းမနိုင်ဖြစ်ပါတယ်။